Women's and Children's Hour အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်မှာတော့ငလင်ကြောင့်ကလေးတငယ်တွေဘလောက်ထိခိုက်ရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့အလေးထားဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဖိတ်ခေါ်တာကတော့မြို့သမီးလူငယ်နဲ့ကလေးတငယ်ရေးရဝင်ကြီးဌာနရဲ့ကလေးတငယ်ရေးရဌာနမှမော်နီကာဖြစ်ပါတယ်ခင်ဗျာ မင်္ဂလာပါဆရာမမင်္ဂလာပါဆရာဟုတ်အင်အားရစ်ချတ်တာစကေခွန်နီတတမခွန်နီပညာရှိတဲ့ငလင်ကြီးကြောင့်ကလေးတငယ်တွေကိုထိခိုက်ပျက်စီးစေမှုကဘလောက်ပမာဏအထိဖြစ်ခဲ့တယ်လဲခင်ဗျာအာကျမတို့ဒီငလင်သတင်းပေါ့နော်သတင်းတွေကိုအမြဲဟိုကောက်ယူထားတဲ့သတင်းတွေအရာဆိုလို့ရှိရင်တော့ဒါအလုံးသိပြီးသားပဲအာရကဟိုပေါ့နော်ခုနမန္တလေးတိုင်းမှာဆိုရင်တော့ဒါအဖြစ်အများဆုံးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကအာကျမတို့ ကိုင်းပေါ့နော်စကိုင်းလိုနေရာမျိုးလို့နော်ဒီအဓိကဖြစ်သွားတဲ့နေရာတွေပေါ့နော်ဆိုအဲ့နေရာတွေမှာတော့ထိခိုက်ပေဆုံးမှုများတယ်အာအခုတတိသူတို့ပေါ့နော်စီးရင်ကောက်ယူထားတဲ့ဟိုထုတ်ပြန်ချက်တွေအရဆိုလို့ရှိရင်တော့အာ3000ကျော်တိတ်ဆုံးတာမျိုးပေါ့နော်ခုနလို4800ကျော်လောက်ကတန်းရရတာမျိုးပေါ့အဲ့တော့ပျောက်ဆုံးနေတာလည်းရှိနေသေးပဲပေါ့နော်ဆိုအဲ့ဖြစ်သွားတဲ့အထဲမှာဆိုလို့ရှိရင်တော့ဒါကလေးတွေရဲ့ဒီခိုင်မှုကတော့ပုံများတယ်ဆိုပြီးတော့လေသတင်းတွေထဲမှာဖော်ပြထားတာတွေ့ပါတယ်ဆိုတော့ဟုတ်ကဲ့အဲ့ဒါလိုမျိုးဟို တကြေထိခိုက်မှုမှာเนาะဒီလူရေအတွက်အားဖြင့်ရတော့အော်မန္တလေးဘက်ကပုံများတယ်ဆိုတဲ့ဟာအဲတတိယနေရှိပါတယ်ခလီတငယ်တွေအသေးပြောက်ကရောအော်ဘယ်ဒီသားမှာအဖြစ်များဆုံးလဲဘာကြောင့်အဲ့လိုဖြစ်တာလဲခင်ဗျာအော်ကျမတို့ဟိုတွေ့သတင်းတွေကိုပြန်လေ့လာကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်အချက်လက်တွေကိုကျမတို့ပြန်ကြည့်ကြရရှင်လေခလေးတွေကဥမာမူဂျိုချောင်းပေါ့နော်မူဂျိုချောင်းမပိတ်သေးတဲ့မူဂျိုချောင်းပေါ့အရန်ကန်အစင်ပြေကန်ကောင်းသွားတာတခုပါကျမတို့ချောင်းပိတ်ချိန်တခုဖြစ်သွားတဲ့ဟာတခုပေါ့နော် ဆိုကလေးတိတ်ဆုံးမှုတွေကအဲ့လောက်ကြီးဟိုခုနလိုပြောရမယ်ဆိုရင်အများကြီးမဖြစ်သွားတာတကယ်ကံကောင်းသွားတဲ့အချက်တစ်ခုပေါ့ဒါပေမဲ့အဲ့ထိတ်မှာမပိတ်သွားတဲ့အကြောင်းတွေရှိတယ်မပိတ်သေးတဲ့အကြောင်းတွေရှိတယ်ဥပမာကြောက်ဆွဲရမူဂျူအကြောင်းမျိုးပေါ့နော်ဒါတော်တော်စိတ်မကောင်းစရာဖြစ်စရာအကြောင်းဖြစ်တယ်နောက်ခုကတော့အဲကျမတို့ဒီကိုဟိုပေါ့ဖုန်ကြီးချောင်းတွေမှာစာတင်ကြားနေတဲ့ကိုရင်တွေပေါ့နော်ဆိုတော့ဒါမျိုးတွေဒေပြောက်တွေရှိတယ်ဆိုတော့ဒါမျိုးတွေကအထိခိုက်အများဆုံးပေါ့အခြေအနေတွေမှာရှိတဲ့လူမျိုးတွေဖြစ်တယ်လို့ကျမတို့ဟိုသတင်းတွေကိုလေ့လာတဲ့အခါမှာတွေ့ရပါတယ်ဟုတ် အဲ့တော့ဒီငလင်းဟာအသက်ရှင်ကြံ့ကျစ်တဲ့ကလေးတငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာရောဘလောက်ဘလိုမျိုးထိခိုက်မှုတွေဖြစ်စေလဲခင်ဗျသူကတကယ်တမ်းဆိုရင်ဒီမတို့ဒီခုနလိုပေါ့ဟိုစစ်မှတ်ကြောင့်ပဲဖြစ်ဖြစ်เนาะလူရဲ့လူလူကြောင့်ဖြစ်တဲ့ခုနစစ်မှတ်တွေကြောင့်ပဲဖြစ်ဖြစ်เนาะခုနလိုသဘာဝဘေးအန္တရာယ်ကြောင့်ပဲဖြစ်ဖြစ်ဖြစ်ပြီးသွားတဲ့အခါမှာအနောက်မှာဒီခုနစိတ်ပိုင်းဆိုင်ရာခံစားချက်တွေက အများကြီးပေါ့နော်ရှုပ်ထွေးမှုတွေအများကြီးရှိပါတယ်ကလေးတွေအတွက်ပေါ့နော်အထူးသဖြင့်တော့ကလေးတွေကငယ်ရွယ်တဲ့အချိန်ကြီးမှာဒီခုနဆိုးရွားတဲ့အတွေ့အကြုံတွေကိုသူတို့တွေ့လိုက်ရတဲ့အခါမှာသူတို့စိတ်ထဲမှာကြောက်ရွံ့တာတွေသူတို့စိတ်ထဲမှာခုနလိုပေါ့နော်ဟိုမမေ့တော့တဲ့ခုနလိုပေါ့ဟိုဘယ်ပြောမလဲစိတ်ခံစားချက်တွေဖြစ်သွားတာပေါ့ trauma တွေဖြစ်သွားတယ်အပြီးရောက်ပြီးတော့သူတို့ဘာဆက်လုပ်ရမလဲမသိဘူးဆိုတော့အာပေါ့နော်ရှုပ်ထွေးမှုတွေကိုလည်းအများကြီးဖြစ်စေတယ်ပေါ့နော်အာပြီးတော့ မိဘနဲ့ခုနလိုမိဘတွေနဲ့ကွဲကွာသွားတဲ့ကလေးတွေလည်းရှိလိမ့်မယ်နော်မိဘတွေကိုချစ်ရတဲ့သူတွေဆုံဆုံသွားတဲ့ကလေးတွေလည်းအများကြီးရှိလိမ့်မယ်ဥမာဒီချိန်မှာဆိုရင်မိဘမဲ့သွားတဲ့ကလေးမျိုးတွေပေါ့နော်ဒါမျိုးတွေလည်းကျွန်တော်အများကြီးအာတွေ့တွေ့ရလိမ့်မယ်ဒါဆိုရင်ကလေးတွေရဲ့စိတ်ခံစားချက်ကကျွန်တော်တို့မှန်းကြည့်လို့ရပါတယ်ပေါ့နော်ပြီးတော့ငလျင်ကလည်းတစ်ခါပဲလှုပ်ပြီးသွားတာမဟုတ်ဘူးအများတန်းထပ်ပြီးထပ်ပြီးလှုပ်နေသေးတယ်ဆိုတော့ကြောက်ရွံ့မှုပေါ့နော်လူကြီးတွေတောင်အရင်ကြောက်တယ်ဆိုရင်ဒီကလေးတွေမှာဆိုလို့ရှိရင်ဒီစိတ်ပိုင်းဆိုင်ရာကဘလောက်တောင်မှဒီလိုမျိုးပေါ့နော်သူတို့ခံစားချက်တွေကပြင်းထန်နေမလဲဆိုတော့ကျွန်တော်တို့ အမှန်ကြည့်လို့ရပါတယ်လို့ဟုတ်ဒါဆိုအဲ့ဒီဟိုစိတ်ထိခိုက်မှုတွေကိုဘယ်လိုကုစားမလဲခင်ဗျာကျမတို့အဲ့ဒီဟာတွေနဲ့ပတ်သက်ရင်အဓိကတော့ကျမတို့မိဘတွေကိုအများကြီးတင်ညာပေးဖို့လိုတယ်ပထမအဦးဆုံးပေါ့နော်အဓိကဒီကလေးတွေအနီးကပ်ဆုံးရှိနေမယ်အုတ်ထင်းသူပေါ့မိဘမရှိရင်လည်းအုတ်ထင်းသူပေါ့ဒီကလေးတွေကိုလစ်လူမရှုဖို့ပေါ့ကျမအရန်အကြံပေးချင်တယ်ပေါ့နော်အဲ့လို့ဆိုဒါကြီးကသူတို့တွေတစ်ခါတည်းသိရပါနော်ခုနလိုအစိတ်ထံရာကြီးဖြစ်သွားတတ်တယ်အဲ့ဒါမျိုးတွေကိုကျမတို့ကအကူစားပေးရမှာဖြစ်တယ် ပြီးကလေးတွေကဒီအချိန်မှာအရန်ကြောက်ရွံ့နေတယ်သူတို့ရဲ့ဆုံးဖြတ်ချက်တွေလည်းမှားနိုင်တယ်သူတို့သူတို့လုတ်တဲ့ဟိုပေါ့နော်တွေးတဲ့ဟာတွေအကုန်လုံးကလည်းမှားရွံ့နိုင်တယ်ဒီခါကျတော့ကျမတို့ကလမ်းကြောင်းတဲ့ပေးဖို့လိုတယ်တဲ့တဲ့ခါမှာခုနမိဖတွေပေါ့နော်အုတ်ထင်းသူတွေအရန်ရေးကြည့်ပါတယ်သူတို့ကိုယ်တိုင်ကလည်းငိုကလေးကစိတ်ကရှုပ်နေပြီးသားเนาะစိတ်ဟိုခုနလိုကျမတို့ဒီစစ်ဖြစ်သွားတဲ့နေရာတွေကလည်းစစ်ဆောင်ဒေသတွေမှာလည်းအများကြီးဖြစ်တာပေါ့เนาะဆိုတော့ငိုကလေးကသူတို့မှာဒီဒုက္ခအကျက်တဲတွေအများကြီးရှိနေပြီးသားစိတ်ရှုပ်ထွေးမှုတွေကမိဘတွေအများကြီးရှိနေပြီးသားအချိန်မှာ ဒီဟာကိုထပ်ပြီးဖြစ်တဲ့အခါမှာကလေးတွေကိုဟိုပေါ့နော်အားပေးဖို့နှစ်သိမ့်ဖို့ဆွေးနွေးဖို့ဆိုတာအဝေးကြီးဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့အကုန်လုံးကဆိုတော့အဲ့ဒီဟာကိုလစ်လူမရှုဖို့အရန်ရေးကြီးပါတယ်လို့ဒါကြောင့်မလို့ဒီမိဘတွေကိုကျွန်တော်တို့ဒီကလေးတွေကိုသူတို့စိတ်ခံစားချက်လေးတွေနားလည်အောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဥမာကလေးတွေကပို့ပြီးတော့ဟိုပေါ့ဂျီကြလာမယ်နောက်သူတို့ရဲ့အပြုမူလေးတွေကလေအဲပြီးလို့ရှိရင်သူတို့ပုံမှန်မဟုတ်တဲ့ငိုလာမယ်ပြီးလို့ရှိရင်တခါလေကျရင်သူတို့က ဟိုဘောသူတို့ဥမာစိတ်ခံစားချက်တွေသူတို့ပြောခွင့်မရှိဘူးဆိုလို့ရှိရင်သူတို့ကအာဂလန်ကဆန်လုတ်လာတာမျိုးတွေမိဘတွေမကြိုက်တဲ့ attention ရလာအောင်လုပ်တဲ့ဟာမျိုးတွေဖြစ်လာနိုင်တယ်အဲ့ဒီခါကြလို့ရှိရင်ကိုရီးယားလည်းငကိုရီးယားစိတ်ရှုပ်ရှုပ်နဲ့ရိုက်လိုက်တာမျိုးတို့ဘောနော်ကို့သူ့အားပေးနှစ်သိမ့်ဆွေးနွေးပေးရမယ်အစားသူ့ကိုကျမတို့ကဟိုဘောနော်ကောင်းမွန်တဲ့သတင်းချက်လက်တွေနဲ့နော်ကောင်းမွန်တဲ့ဟိုအပြုစုပြုထောင်မှုအစားကျမတို့ကဟိုလှစ်လူရှုလိုက်ပြီးတော့တစ်ခါတစ်ခါတလေမှကိုယ့်ရဲ့ဒေါသကသူ့ပေါ်ပုံကျသွားတာတောင်ဖြစ်တယ်ပေါ့နော်ဆိုကလေးတွေအတွက်ကဆိုဒါမျိုးအခြေအနေတွေမှာ အဲသူ့ကိုကုညီဝိုင်းဝန်းပေးမယ်မိသားစုပေါ့နော်နားလည်ဖို့လိုတယ်အရင်ရေးကြည့်တယ်ငါကလေးကိုငါဒီအချိန်မှာဘယ်လိုနှစ်သိမ့်ဆွေးနွေးပေးရမလဲငါကလေးကိုငါကဒီအချိန်မှာကောင်းမွန်တဲ့သတင်းချက်လက်တွေရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးလေးတွေကိုကျမတို့လုတ်ဆောင်ပေးဖို့လိုပါတယ်အဲကြောင့်မိဘတွေနဲ့ခုနကလေးတွေအုတ်ထင်းသူတွေကိုကျမတို့ကအအသိပညာပေးတဲ့အစီအစဉ်တွေကိုအများကြီးလုပ်ရမှာဖြစ်ပါတယ်လို့ဟုတ်ရိုးသားညီညွတ်ရေးဆိုရအနေနဲ့ဒီငလင်းတန်းတင့်ဒေတာကလေးငယ်တွေကိုဘာတွေလုပ်ပေးနိုင်လဲလုပ်ပေးနိုင်တာတွေရှိခဲ့လား ဟုတ်ကဲ့ဆရာကျမတို့တွေကအထက်ကတော့ခုနလိုငလျင်နဲ့ပတ်သက်ပြီးရင်ကျမတို့ပြန်ပြီးတော့ဘယ်လိုမျိုးပေါ့နော်ငလျင်ဖြစ်ပြီးတဲ့နောက်မှာထပ်ပြီးတော့ကျမတို့ကြုံတွေ့လာနိုင်သေးတဲ့အခြေအနေမှာဘယ်လိုပြန်ပြီးတော့ကျမတို့ခလေးတွေကိုဟိုပေါ့နော်ကောင်းမွန်တဲ့လက်ညှိုးမှုပေါ့အဲ့ဒါမျိုးပေးတာမျိုးလေးတွေကိုကျမတို့စပြီးတော့ဆောင်ရွက်နေတာမျိုးရှိပါတယ် ဥမာဆိုလို့ရှိရင်အကလေးတွေငလင်လုတ်ပြီးသွားတဲ့ခါမှာအမ်ဟိုပေါ့နော်ဘယ်လိုမျိုးအဆောက်အဦတွေမနေဘူးဆိုတဲ့ဟာမျိုးပေါ့နော်အနေရရှိတဲ့အဆောက်အဦတွေနားမှာမနေဘူးအနေရရှိတဲ့နေရာတွေကိုကျမတို့မသွားဘူးဆိုတဲ့ဟာမျိုးလေးတွေကလေးတွေကိုအသိပညာပေးရတာမျိုးနောက်ပြီးတော့တစ်ခါလေကြာရင်ဒီချိန်နေမှာကလေးတွေကိုကျမတို့ကမုံကလေးတွေနောက်နောက်ပြီးတော့ကျမတို့ကကစားစရာလေးတွေနဲ့ပြန်ပြီးတော့သူတို့စိတ်ကလေးတွေပျော်လာအောင်အဲစိတ်ပျော်ရွှင်ပြီးတော့ကျမတို့ ေးခြင်းနဲ့အသိပညာပေးတဲ့ဟာမျိုးလေးတွေပေါ့နော်ဥပမာဆိုရင်ဒီလိုမျိုးဘေးအန္တရာယ်ကြောက်ရောက်ပြီးတဲ့ခါမှာတို့တို့ဘယ်လိုနေထိုင်ရမလဲပြုညူရမလဲဆိုတဲ့ဟာတွေကိုကျမတို့အဆုံးဖြတ်တာမျိုးတွေအပြင်းထန်ပေးတာမျိုးတွေလုပ်နေပါတယ်လို့ဟုတ်နောက်ပြီးတော့နောက်တစ်ချက်ကတော့ကျမတို့ပြန်ပြီးတော့လောက်တာတစ်ခုကတော့သူတို့ကိုပေါ့နော်ကျမတို့အာဘယ်လိုပြောမလဲမိဘတွေနဲ့ကွဲကွာသွားတဲ့ကလေးတွေကိုကျမတို့အထူးသတိထားဖို့အရန်ကြီးကြီးတယ်ပေါ့နော်အမှပျောက်ဆုံးသွားတာမျိုးလားဒါမှမဟုတ်လို့ရှင်ဒီမိဘအုတ်ထင်းသူအောက်မှာမရှိတော့တာမျိုးလား ဆိုရင်ဂျာတိကလေးတွေအတွက်ကပို့ပြီးတော့အန္တရာယ်များတယ်ဆိုအဲ့လိုမျိုးလေးကိုကျမတို့ရက်ရွာတွေမှာပေါ့နော်အဲဒါကိုလစ်လူမရှုလိုက်ဖ ೇನೆ ဒီကလေးမျိုးတယောက်တွေ့ရင်လည်းတယောက်ကျမတို့သတင်းပို့ရမယ်အပြီးလို့ရှိရင်ဒီကလေးကိုကောင်းမွန်တဲ့စောင့်ရှောက်မှုတွေပေးနိုင်အောင်ပေါ့နော်ကျမတို့အဲစည်ရင်းပြုစုပြီးတော့တစ်တစ်ချာချာပြီးရင်နောက်ပြီးတော့သူ့ရဲ့မိသားစုနဲ့ပြန်ပြီးတော့အဲချိတ်ဆက်ပေးတာမျိုးကျမတို့လှုပ်ဆောင်တင်နေပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါဆရာဟုတ်ကဲ့ကိုကြီးထောက်ပံ့အောင်ပေးနိုင်လား ငွေကြေးကူညီထောက်ပံ့ကတော့ကျမတို့အခုလောလောဆယ်မှာတော့အများကြီးကျမတို့အာဟိုလုံနိုင်တာမရှိဘူးဒါပေမဲ့ကျမတို့ထိကြိုက်သိဆုံးတာတွေဒဏ်ရာရတာတွေကိုတော့ကျမတို့အော်ပေါ့နော်ငွေကြေးကူညီထောက်ပံ့ပေးတာတွေလုပ်နေပါတယ်ခလေးတိုင်းပေါ့နော်ဘယ်ခလေးမဆိုထိကြိုက်ငလင်ကြောက်ထိကြိုက်သွားတယ်ဒဏ်ရာရသွားတယ်သိဆုံးသွားတယ်ဆိုရင်လည်းကျမတို့ထောက်ပံ့မှုတွေလုပ်ပေးနေပါတယ်လို့ဟုတ်ဟုတ်အဲ့ဒါဆိုရင်ဒီစိတ်ထိကြိုက်မှုတွေမကဘဲနဲ့ခလေးတငယ်တွေအတွက်တခြားထိကြိုက်မှုတွေအောက်ပါရရှိလဲခင်ဗျာ အာတခြားထိခိုက်မှုလို့ပြောပြီဆိုရင်ဆရာအခုဆိုလို့ရှိရင်ကျမတို့ကြောင်းနေအများကြီးပျက်စီးသွားတယ်ဗောနော်ကြောင်းပေါင်းအာ1600 1000ဝန်းကျင်ကြာမှာဗောနော်ကြောင်းနေပျက်စီးသွားတယ်ဆိုပြီးတော့ကျမတို့သတင်းတွေအဲကောက်ကောက်ယူထားတဲ့ကိန်းဂဏန်းတွေကကျမတို့တွေ့ရတယ်ဗောနော်အဲ့တော့ဒီကြောင်းနေပျက်စီးသွားပြီဆိုရင်ဒီကြောင်းတွေအမြန်မမပြင်းဘူးဆိုရင်ဒီကလေးတွေအတွက်ပညာရေးကအရင်ဆိုရင်ဆရာတခုဖြစ်လာတယ်ဗောဥပမာဆိုရင်ဂျုံမာဆိုရင်ကျမတို့ကြောင်းနေပြန်စရတော့မယ်ဒီចောင်းတွေကိုဒီအမြန်ဆုံးကျမတို့ပြင်နိုင်မှုဆိုရင်ကလေးတွေပြန်มาစတင်ကြမလဲပေါ့เนาะဒါတခု ောက်တစ်ခုကတော့ကျမတို့ခုနလိုပြိုကျသွားတဲ့အဆောက်အဦတွေကြားမှာကလေးတွေကလက်မော်မှာနေရတာတွေရှိတယ်နော်လက်မော်မှာငကိုကလေးကလည်း safe မဖြစ်ပါဘူးကျမတို့ကလေးတွေကအခုဆိုရင်တော့ပို့ဆိုးတာပေါ့နော်အဲ့တော့ဟိုအဆင်ပြေသလိုနေကြတဲ့အခါမှာကလေးတွေအတွက်အနေချင်းချောက်တဲ့အနေတွေကဘာလို့ရှိနိုင်လဲဆိုဥမာဆိုရင်ဆရာအာလူကုန်ကူးတဲ့ကိစ္စတွေကြတော့နော်ကလေးရရှောက်သွားမယ်သူဟာသူနော်မိဘကလည်းစိတ်ညစ်နေမယ်သူဟာသူစသဖြင့်ပေါ့ဒါတွေကအရန်အနေရရှိပါတယ် နောက်တစ်ခုကတော့ကျမတို့ခုနလိုကလေးတွေကိုအတွက်ပေါ့နော်ခုနငဘိုကလေးကကိုကကလေးတွေအပေါ်မှာလိမ်မိုင်းဆိုင်ရာအဲထိပါနှောက်ရက်တဲ့အရာတွေကရှိနေပြီးသားဖြစ်တယ်ဆိုတော့ဒီလိုမျိုးခြေနေတွေမှာအခွင့်ကောင်းယူမဲ့နော်သူတွေကလည်းအများကြီးရှိတယ်တော့ကလေးတွေအတွက်ကအမတမဟိုစိုးရိမ်စရာအနေထားတွေရှိတယ်။ဒါလေးတွေကိုကျမတို့မမေ့ဘူးပေါ့နော်။အဲ့ဒါလေးတွေရှိတယ်။နောက်တစ်ခုကတော့ကလေးတွေကဒီအချိန်မှာသူတို့သင်ကြားမယ့်ပညာရေးတွေကိုကျမတို့အချိန်မီပေါ့နော်။သင်နိုင်ဖို့ကျမတို့ထောက်ပံ့ဖို့တွေလည်းအများကြီးလိုအပ်ပါတယ်လို့ဟုတ် ဟုတ်ကဲ့ကလေးတငယ်တွေအတွက်စိုးရင်ကြတွေကတော့တော်လေးကိုများတာပေါ့နော်ဒီအခြေအနေမှာ vulnerable တိတ်ဖြစ်တဲ့အနေထားအဲ့တော့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့မြို့တိုင်းညီညွတ်ရေးဆိုရဘာလုပ်ပေးနိုင်မလဲခင်ဗျာအဲ့ကျွန်တော်တို့ခုလက်ရှိမှာဆိုလို့ရှိရင်ဒီခုနလိုပေါ့ဒီတဘာဝဒီငလင်ပေါ့နော် ငလင်းဘေးအနေကာကွယ်တားဆီးရေးပေါ့နော်အဲ့ဆိုငလင်းကိုတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့တွေရှိတယ်ပေါ့နော်ဖွဲ့စည်းထားတာရှိတယ်ဆိုဒီအဖွဲ့တွေကနေပြီးတော့ကျမတို့ဒီအချိုးကျစွာနဲ့အချိုးညီညာစွာနဲ့ပေါ့နော်ခုနလိုပညာရေးအတွက်ပြန်ပြီးတော့ချပေးထားတာရှိတယ်နောက်ပြီးတော့ခုနလိုကဒီရေးပေါ်ကာကွယ်ဟိုပေါ့ရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်ကိုပေါ့နော်ပြန်ပြီးတော့ချပေးထားတာလည်းရှိတယ်ပေါ့နော်ဆိုအဲ့ဒီဟာနေမှာကျမတို့ပြန်လဲပြီးသုံးဆွဲသွားပြီးတော့ပြင်ဆင်ဖို့တွေရှိတယ် တစ်ဖက်တလန်းမှာလည်းကျမတို့ဒီသက်ဆိုင်ရာပေါ့နော်ကိုယ့်ရဲ့အာရင်းနှီးတဲ့ဟိုပေါ့နော်ခုနလိုရံပုံဝေရှာတဲ့အဖွဲတွေနဲ့ချိတ်ဆက်ပြီးတော့ကျမတို့လုံနိုင်တဲ့အပိုင်းလေးတွေပေါ့နော်အော်ခုနလိုစိတ်ပိုင်းဆိုင်ရာမျိုးတွေဆိုရင်ကျမတို့မြန်မြန်ဆန်ဆန်လုံနိုင်ဖို့ပေါ့နော်ကျမတို့စူးစမ်းနေကြတယ်အဲတစ်ဖက်မှာလည်းခုနလိုပြင်ဆင်တဲ့ကလေးတွေအတွက်ထောက်ပံ့ပေးမယ့်အရာတွေကိုလည်းခုနလိုဟိုဆောင်ရွက်နေကြတယ်ပေါ့တက်နိုင်သလောက်ပေါ့နော်သို့တော်လည်းပဲ ကျမအမြင်ရဆိုလို့ရှိရင်တော့ထက်ပြီးတော့အများကြီးလိုပါသေးတယ်ရန်ကုန်ွေတွေရောပေါ့နော်အဲဆက်ပြီးတော့လုတ်ပေးရမယ့်အပိုင်းတွေလည်းအများကြီးရှိတယ်ဒါကြောင့်ကျမတို့အာနိုင်ငံတကာရဲ့အကူအညီတွေရောခုနလိုကိုယ့်ရဲ့ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့အကူအညီတွေရောကျမတို့အများကြီးဒီအတွက်ကလေးတွေအတွက်ပို့ပေါ့နော်ကျမတို့အားစိုက်ဖို့လိုပါသေးတယ်လို့ဟုတ်မြို့သားညီညွတ်ရေးဆိုရအမျိုးသမီးလူငယ်နဲ့ကလေးငယ်ကြီးရဝန်ကြီးဌာနကကလေးငယ်ကြီးရဌာနမှမော်နီတာဆွေးနွေးတာဖြစ်ပါတယ်မိစမရဲ့ Women and Children's Hour အစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့ည9:00နာရီခွဲမှာကျောင်းမီတန်ကြားကနေလည်းထုတ်လွှင့်ပြသနေပါတယ်။စောင့်မျှော်ကြည့်ရှုကြပါလို့ဖိတ်ကြားပါတယ်။